မင်္ဂလာပါဗျာအလုပ်ကျမ်းပါသည်ချမ်းသာပါသည်ဘိုင်ရက်ကိုမျက်နှာနဲ့ဖဲကိုတကြလို့အလုပ်ပြောရှင်းပါသေးတယ်သူဖိုင်စုမကောင်းတောင်းပါလေဗျာဒီနေ့ငဇွဲပါပြောလဲဆိုကျွန်တော်တို့အတူတူကြည်လိုက်အောင်ငါဇွဲရတော့တနာပါလေဗျာသူပြောတာကိုကျွန်တော်အတူတူနားထောင်ကြည့်မယ်ကျွန်တော်တော့တော်တော်စိတ်မကောင်းကြတာဒီကောက်ပြိပရာတရှင်နေဆိုလိုက်သူများမကောင်းကြောင်းကိုကောင်းကြောင်းပြောလိုက်အဲ့ဒါတွေကျွန်တော်တို့ဟိုမလုံမလုံနိုင်တော့ဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့အလုံးတိကြတဲ့အတိုင်းပဲကျွန်တော်တို့တိုက်ပွဲတွေတောင်းလျှောက်တောင်းလျှောက်လုပ်လာခဲ့တယ် ဒါတစ်သုံးချနှစ်ခုတိုက်ပွဲကနေပြီးတော့မှတစ်သုံးချနှစ်ခုတိုက်ပွဲဆားတဲ့အချိန်မှာကျွန်တော်တို့ Jesse ဆိုကြကြားပြုစစ်ကြောင်းအနေနဲ့လည်းအဲကျွန်တော်တို့ကြားရောက်တော့တောင်ပိုင်းစစ်ရေးသားမှာကျွန်တော်တို့စူဆောင်ခဲ့သမျှ Jesse ခဲ့သမျှလှုပ်ရှားနိုင်ခဲ့သမျှအဲပစ္စည်းတွေကိုကျွန်တော်တို့ထုတ်သုံးပြီးတော့မှကျွန်တော်တို့လှုပ်ရှားခဲ့တယ်အားလုံးလည်းဒါကြားပြုစစ်ကြောင်းရဲ့လှုပ်ရှားမှုတွေကိုမြင်တွေ့သိကြမှာပဲပေါ့နော်အဲ့ဒါနောက်ပြီးတဲ့နောက်မှာတော့ကျွန်တော်က အလိုက်လွင်ပြီးတော့ရမုံငွေရှာတာတိတ်မလို့ဖြစ်တော့ဘူးဆိုတာခုနိုင်ပြောသလိုကျွန်တော်ထက်အရှင်အဟုန်ပိုကောင်းနေတဲ့အဖွဲ့အစည်းတွေရမုံငွေရပါစေဆိုတဲ့စိတ်နဲ့ကျွန်တော်တိတ်စိတ်နေခဲ့တာကျွန်တော်ကိုယ်တိုင်လည်းကြောက်ရွံ့ဝါစစ်တီသားအပေါ်မှာဘာဆက်လုပ်ရမလဲဆိုတော့ဟိုတွေးပြီးတော့မှလမ်းပြောင်းတယ်လမ်းပြောင်းတယ်အစတော့ဒီကောင်ကကလေးတွေကြောင်းလေးဆွဲခေါ်တယ်နော် လိုက်လေလင်းနေကတားလေးတီးတဲ့နောက်မှာဘာညာရဲဘော9ယောက်10ယောက်လောက်တဲ့တတက်တက်ခိုင်ရဲ့ဒီကောင်အဲ့ချိန်ကတော့ပါရနေချိန်ပေါ့ဖုံးရောက်တက်တယ်ဖုံးကြောက်ပေါ့တက်ပြီးတော့အဲ့ဆောင်နေရစယူတယ်လှုပ်ချင်တာလှုပ်တာရှိကောင်းတယ်အခုတပြေးလေးကတော့ဝင်လိုက်မှာပဲပုံကယ်ရေးဆိုတဲ့ဟာတွေစလှုပ်တဲ့ကကျွန်တော်သိရှိတော့ကတော့တော်တော်ရိုင်းရိုင်းတိုင်းတိုင်းနေပဲလှုပ် နီးမှန်လမ်းမှလည်းတခုမှမရှိဘူးတိုက်ပြီးပေါ်မှာစီယုံလာတာလည်းမရှိဘူးတိုက်ပြီးတော့ကောင်းအောင်လုံးသွားတာလည်းမရှိဘူးဘာဖြစ်လဲတတ်မဲ့ဖြတ်မဲ့တိုင်းမဲ့ခိုင်းမဲ့တတ်မဲ့ဖြတ်မဲ့ဒါပဲရှိတယ်အဲ့ချိန်တော့ကျတော့အဲဒီကောင်ကြားမြူစစ်ကြောင်းဘူးဆိုတာမသိပါဘူးဒီကောင်ငယ်ဆွဲရဟုတ်လားအဲပြီးတဲ့ခါကျလို့ဒီကောတိုင်ရင်မှုအဝဲယူနီဖောင်းရင်ဘာညာတရရဘာလုံးပဲညာလုံးပဲဘာပြဲညာပြဲနောက်ပိုင်းနဲ့ကြတော့အဲ့နေရာတွေတမလောင်ကနေပြီးတော့ထိမ့်သိမ့်လိုက်တဲ့ခါကျတော့ဒီကျွန်တော်ကွန်ကရစ်ဘက်တွေပေါ့ကွန်ကရစ်ဘက်တွေဒီဘက်တွေ ကောင်တက်တော့ကထိမ့်သိမ့်လိုက်တဲ့ခါကျတကောင်လေးထွက်ပြီးဘယ်တွေရောက်လို့ရောက်မှမသိနောက်ပိုင်းကျတော့ KB နဘက်ကိုဒီဘက်ဝင်းနေဘက်ကိုရောက်သွားလို့မြောက်ဝတီဘက်တွေကိုဒီကောင်ရောက်သွားတယ်လို့ကျွန်တော်တို့ကြားသိရတယ်။အခုဒီကောင်ကမြောက်ဝတီဘက်ကပြောတာဖြစ်မယ်။တော့ဒီကောင်စုပ်ပြတ်တက်သွားပြီ။လုံးနိုင်တော့လောက်ခဲ့တယ်။ပြီးတော့ဒီကောင်ဒီမှာကိုကတောင်းနဲ့တောင်းလဲဂျိတ်ဆက်မှုမရှိဘူးသိရမလား။တောင်းနဲ့တောင်းကလည်းသူတလူငါတမဲတပုံထနိုင်ကြ။တပုံထနိုင်ကြ။ဘာမှတိုက်ပြီးဟိုအဲ့တော့သူအခုသူအကျိုးပေးတယ်လို့ပဲကျွန်တော် နေနေရတော့မြင်နေ။ အဲ့ဆက်နားတော့ညီမသူဘာပြောလဲဆိုတာပေါ့အဲ့တော့ကျွန်တော်တို့စစ်တွေသားရဲ့ရေကန်မြေကန်အကြောင်းရင်းကိုကျွန်တော်နည်းနည်းတော့ပြောပြမယ်ဗျเนาะဒါကျွန်တော်ကင်းလူတို့ရောပြည်တော်စုတိုင်းသားအားလုံးရောသိစေခြင်းနဲ့ဆန္ဒလဲပါတယ်သိစေခြင်းနဲ့ဆန္ဒလဲကျွန်တော်ပါတယ်ပေါ့ဗျာအဲ့ကျွန်တော်ပြောခြင်းတော့အဲ့တော့ကျွန်တော်တို့ဒီတော်လန်ရေးကြာလာတဲ့အခါမှာတော်လန်ရေးဆက်ဆက်အ우ဆုံးဖြစ်တဲ့အပေါ်မှာတော့ တော်လိုင်းရေးဆက်ဆော့အူဆုံးဖြစ်တဲ့အပေါ်မှာတော့ကျွန်တော်တို့ဒါကျွန်တော်တို့ပြည်မမှာရှိတဲ့အဲပြည်တော်စုတိုင်းရင်းသားအတီးတီးရနေပြီးတော့မှဟိုကိုယ့်ရဲ့နှီးဆက်ရတိုင်းရင်းသားဒေသတွေကိုတွားရောက်ပြီးမှတောခုကြရပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ကတော့ကရင်ပြည်နယ်မှာလာရောက်ပြီးတော့မှတောခုခဲ့တာပေါ့ဗျာအဲ့တော့တချို့ကတော့ကြားပြည်နယ်မှာတွားပြီးတော့မှ တောခုကြတယ်တချို့ကတော့ရှမ်းပြည်မှာတွားပြီးတော့မှတောခုကြတယ်တချို့ကတော့ အကချင်းပြင်းနေမှာသွားပြီးတော့မှတော်ခိုကြရတယ်ဖွင့်ဖွင့်လင်းလင်းပြောရရင်ကျွန်တော်တို့အပြည်တွင်းနေလူလူစုတွေပေါ့နော်ပြည်တွင်းနေလူငယ်တွေကနေပြီးတော့မှကိုကြောက်ရောက်ရာ EEO တွေ EEO တွေရှိတဲ့ကိုစိတ်နှလုံးသားအနည်းဆုံးလို့ထင်တဲ့ကိုနဲ့ယဉ်နီးမှုရှိတယ်လို့ထင်တဲ့တိုင်းသားလက်နက်ကိုင်တွေရှိတဲ့နေရာကိုတွားရောက်ပူးပေါင်းပြီးတဲ့အခါမှာနိုင်ငံတော်အသစ်တီဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့တောခုခဲ့ကြတယ်ပေါ့ အဲ့တော့ကျွန်တော်ကတော့ကရင်ပြည်နယ်မှာလာရောက်ပြီးတော့มาတောခိုပါတယ်ပေါ့နော်အဲကျွန်တော်တို့ထင်ထားတာကတော့ကရင်လက်နက်ကိုင်ဖွဲ့စည်းတွေဟာတော်လန်ကြီးကိုဒီဇိုင်းမမက်လုပ်နေတယ်အဲကျွန်တော်တို့တောခိုလာတဲ့ခါကျရင်အတူတူကပူးပေါင်းဆောင်ရွက်ပြီးတော့သူမဟုတ်ကျွန်တော်တို့ဒီသူတို့ရဲ့ထင်ကြောင်းမှုနဲ့အဲနိုင်ငံတော်အစ်ကိုတိဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့တောခိုခဲ့ကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကရင်ပြည်နယ်ကိုရောက်တဲ့အဲကျွန်တော်တို့ကရင်ပြည်နယ်ကိုရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့ထင်သလောက် ဟိုမျိုးရှင်းဘူးပေါ့ဗျာအကင်းလက်နက်ကင်နေတဲ့မှာဆိုလို့ရှိရင်ဒါ KMU ရဲ့ KMU အစိုးရရဲ့ထိန်းကိုမှုအောက်မှာဆိုဒါ KNL ဆိုတဲ့လက်နက်ကင်ရှိတယ် KGO ရဲ့ထိန်းကိုမှုအောက်မှာဆိုရင် DGBA ဆိုတဲ့လက်နက်ကင်ရှိတယ်ဒီစစ်ကောင်စီနဲ့ထိန်းကိုမှုအောက်မှာဆို PGS ဆိုတဲ့နေကြားစောက်တက်ရှိတယ်အဲပြီးလို့ရှိရင် PC အစိုးရနဲ့ PC လက်နက်ကင်တွေရှိတယ်အဲဒါလူမျိုးတွေအများကြီးရှိတာပေါ့ဗျာ အများကြီးရှိပြီးတဲ့အထက်မှာအဲ့ဒီတန်းတဲ့ဂိုင်းတွေ၅ဘွဲလောက်ရှိတာပေါ့အဲ့ဒီ၅ဘွဲလောက်ကရောအလုံးစုံကျွန်တော်တို့ဒေါ်လာရင်းအင်အားစုတွေနဲ့ပူးပေါင်းလားဆိုတော့မပူးပေါင်းပါဘူးဒါပေမဲ့စစ်ကောင်စီနဲ့ပူးပေါင်းလားဆိုတော့လည်းမပူးပေါင်းပါဘူးပေါ့နော်စစ်ကောင်စီနဲ့ပူးပေါင်းတဲ့သူတွေလည်းရှိသလိုကျွန်တော်တို့ဒေါ်လာရင်းအင်အားစုတွေနဲ့ပူးပေါင်းတဲ့သူတွေလည်းရှိတာပေါ့အဲ့တော့ဘယ်လိုဖြစ်ဒီကင်မီနယ်တွေကိုသွားပြောဒီကောင်တွေကသွားရှုပ်တယ်သွားရှုပ်တဲ့အခါကျတော့အခု KYU လည်းအမုန်းတုတ်ခံနေရပြီ KYU လည်းအမုန်းတုတ်ခံနေရပြီ အဲတတော်များများ DKB နဲ့တမ်းတော်နဲ့မသက်ဆိုင်တဲ့ DKB ဒီတည်းပဲအဲကောင်းကောင်းအမုံတုတ်ခံနေရပြီဒီကောင်းသေးဒီမှာတင်တန်းသွားတဲ့စောစာလုံးဆိုဟိုတနေ့ကကျွန်တော်ပြပါတယ်ဟလာဖုန်းကြီးကိုလက်သေးနဲ့ထိုးနေတဲ့ကောင်ကောင်မလေးတွေတောက်ပြတော့မထိကျင်တက်ပြတ်မခံလို့ချင်းတက်တယ်သူမကြီးမလည်းအလိုတူအလိုပါအာသူလှုပ်လိုက်လှုပ်ပါဟိုအတန်ထွက်လာမှအပေါ်ကတိသွားမှဆိုရင်တခါလဲတက်ပြတယ်သူမကြီးမကတခါလဲလိုက်လှုပ်ပေးတာ ရှိတယ်အဲ့တော့ KB နဲ့မှာရှိပြီးတော့သွားတက်နေရတဲ့တင်တန်းသွားတက်နေကြတယ်ဆိုတော့ ကလေးတွေကလည်းပဲဗာပြက်လဲအဲမရိန်ကျစ်ခံရတယ်မိန်းကလေးတွေကနော်မိန်းကလေးတွေကလည်းမရိန်ကျစ်ခံရတယ်ယောက်ျားလေးတွေကလည်းအဲတိုက်ပြက်ခံရတယ်ကောင်းတာတစ်ခုမှမရှိအဲ့တော့ အဲ၁၆နဲ့၁၉နဲ့နေရတယ်ဒီကင်ကောင်တွေကညတိုင်းလာလာလုံနေတဲ့ခါကျတော့အဲအချင်းချင်းပြန်ပြီးတော့ငေါ့ချူပါဗာပဲညာပဲဆိုတောင်းတောင်းယူကြတယ်ယူလို့ပြီးသွားတော့မလုပ်ရတဲ့ခါကျတော့တိမ်မက်နေရကြလို့ဆိုအိုက်ကောင်တွေအရင်ဆုံးထိုးလို့တယ်ရှေ့မှာမိုင်းနေချိန်မှတည်တယ်တော့မလို့တက်ဆိုဒီကလေးတွေဘာမှမသိတက်အကုန်သိဒီကောင်တော့နောက်မှကျန်တဲ့ကောင်မလေးတွေကမုံဆိုးမပုံစံလေးတွေဖြစ်အဲဒီကောင်တွေကညာလိုက်ခေါ်လို့ဒါကရင်ရဲ့အထာဒါတိုင်းသားလက်နက်ကြိုင်တွေအထာတော့အကုန်တူတူပါပဲ ။နော်ဒါကျွန်တော်ဖြတ်ပြောတာပါဒီကောင်ပြောတာကိုထပ်နာတော့ကင်းပြီးတယ်မှာ၅ဘွဲ့တယ်နေရာတိုင်းမှာဖွက်ဖွက်တယ်ဖြောင်းတတ်နေတာဒါပေမဲ့ကင်းငယ်ချင်းမတတ်ဘူးလို့ကင်းငယ်ချင်းမတတ်ဘူးအကင်းနေအကုန်လုံးဗမာလေးဝက်တတ်တာဒါဒီကောင်ဒီရတာအာဟိုအုံနောက်မရှိကြက်မပြည့်ဘောင်ထဲမှာဝင်နေအကောင်တယ်မလို့အဲသွားတာတကယ်ဘောင်ထဲဝင်နေသူတရားမသွားဘူးနော်အတုနားထောင်ကြည့်အောင်မယ်လေဆိုတော့၅ဘွဲ့၅ဘွဲ့ကိုနှစ်ချမ်းချမ်းလိုက်တော့၁၀ဘိုင်းဖြစ်သွားတာပေါ့ စေပိုင်းဖြစ်သွားတာပေါ့အဲ့တော့ကျွန်တော်တို့ဒီတောင်ပိုင်းနဲ့စစ်တွေသားမှာလှုပ်ရှားနေတဲ့ကျွန်တော်တို့ PDF တွေအနေနဲ့ကတော့ဒါကင်းရဲ့မျိုးသားပြန်လဲတင့်မြတ်ရေးဆိုတဲ့အခန်းခဏမှာလဲကျွန်တော်တို့စိတ်ရောညံရောကိုရောစွန်းသလောက်ကျွန်တော်တို့လုတ်ကင်နေရသလိုဒီဘုံရံသူကိုနှိမ်နေဆိုတဲ့ခေါင်းစဉ်အောက်မှာလဲကျွန်တော်တို့ကိုရောစိတ်ရောဟိုနှိမ့်မြုပ်ပြီးတော့မှကျွန်တော်တို့လုတ်ကင်နေရတာတွေရှိတာပေါ့အဲ့တော့ဟိုရေကန်မြေကန်ကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ KR ပြည်နယ်မှာဆိုလို့ရှင်တော့ဒါဒီ KA ကနေပြီးတော့မှ KNDS ဓာတ်သူပြောတာကတော့ဟိုတချို့နားလေအောင်ကျွန်တော်ပြောပြမယ်ဆိုလို့ရှိရင် KI နဲ့ယူနဲ့ဒီကရင်ချင်းချင်းဖြစ်တဲ့ပွဲတွေကြောင့်သူတို့တိုက်ပေးရတယ်ကဲဒီလိုကရင်ချင်းချင်းဖြစ်တဲ့နေရာလဲသူတို့တိုက်ပေးရတယ်တမ်းတော်နဲ့တိုက်တဲ့ပွဲတွေမှာလဲသူတို့ကတိုက်ပေးရတယ်ဂျားတွေကသူတို့ကဘာဖြစ်လဲဆိုတော့ဘာမှမဟုတ်နဲ့ကရင်ဘက်ကိုသွားလဲကရင်ချင်းချင်းတိုက်တာလဲသူတို့ကအသေးခံပေးရတယ်တမ်းတော်နဲ့တိုက်တော့အသေးခံပေးရတယ်သူ့လူတွေတော်တော်များအသေးကုန်လို့သူလည်းဘဝပြက်ပြီးအဲ့လိုနေရာတွေပျောက်တောက်အောင်ရောက်သွား ခါလိုက်ဆိုကိုတိုင်ရင်တက်ဖွဲ့ပြီဗျာဟဲ့ရှိတယ်ဘာညာသွားတဲ့ဟိတ်ဟန်တဲ့အထက်စားနေနေလို့ပါမှာအဲ့တော့ငကားတို့ဘာလို့ဒီတိုင်းနေတာတက်မှာအနေထားချင်းမတူဆိုတာအဲ့ဒါကိုပြောတာနဂါတို့ဘာလို့ဆိုအောင်သူကသူပလဲနေရမှာဘာညာတာကတလို့ရှိတယ်ဒီကောင်တွေကနောက်ဆုံးတက်တည်ပြက်ပြီးတော့မှကရင်လက်အောက်ရောက်သွားလိုက်ကရင်ခင်းချာချလို့ရှင်သွားတိုက်ပြီးဆိုသွားတိုက်ပြီးရအလာ KIU ကနေဘက်မှာ DKBO သွားတိုက်တော့ဟိုအင်ဂျင်မြန်မြန်ကသွားတိုက်တော့ဒီကောင်တွေပါမင်းတို့သွားတိုက်ခီးရနဲ့တိုက်သေးအဲဒါမျိုးတွေဖြစ်တာ အဲ့ဒါကိုပြောကြည်ကောင်းအောင်လို့ပြောတာကင်ကင်ချင်းဟိုနေဖြစ်တယ်ဆိုလို့ရှိရင်လည်းဒါသူတို့ပါရတယ်အဲတမ်းတော်နဲ့တိုက်တယ်ဆိုတော့လည်းပါရတယ်ဆိုတော့ဒါကိုသူကသူအဲ့မှာနေလို့ကြည်ကောင်းရအမှန်တကယ်တော့ကင်ကင်ချင်းတိုက်တော့လည်းသူတို့အသေးခံရတယ်သွားပြီးတော့ပေးတရတယ်အခုတမ်းတော်နဲ့တိုက်တယ်သူတို့အသေးခံရတယ်ဒါကိုသူပြောချင်တာဆက်နာတော့ဒီမနော်နော်နောက်ဆုံးကလလာတာဆိုတော့ဒီကင်းနေကြသောကင်းဒီနေကြသောတက်တရားပါဒီဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့ပြန်လဲပြီးပူးပေါင်းပြီးတဲ့အခါမှာဒါ ကင်းဒီပြည်နယ်မှာရှိတဲ့ PDF တွေနဲ့ကင်းဒီပြည်နယ်မှာရှိတဲ့ဒေသခံလက်နက်ကင်တွေပူးပေါင်းပြီးတော့မှအာတုံခွန်ဆိုင်တော်လန်ရေးလုပ်နေကြတယ်ပေါ့ဗျာဒါဘုံလင်းလင်းပြောပြတာပါအဲ့တော့ကျွန်တော်တို့ရှမ်းမြောက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းရှမ်းမြောက်မှာဆိုလဲဒါဟိုမန္တလေး PD မန္တလေးတိုင်း PDF နော်အပီအန်အာဘီအန်အန်လေနဲ့ဒေတာခန်တိုင်းရင်းသားလက်နက်ကင်တွေဖြစ်တဲ့ MNDAA တို့ TNL တို့ AA တို့နဲ့ပူးပေါင်းပြီးတော့မှအားကောင်းပေါင်းတန်းတော်လန်ရေးကို ဒါလုံနေကြတယ်ပေါ့နော်ဟောကျွန်တော်တို့ဒါဒီလိုမျိုးလုံနေကြတယ်ကြောင့်မို့ယနေ့ဒေါ်လာရေး3နှစ်ကြာလာတဲ့အချိန်မှာသူတို့ရဲ့လှုပ်ဆောင်ချက်တွေကအကောင့်ထဲပေါ်လာပြီးတဲ့နောက်မှာဒါပြည်သူလူထုအားအားရကျင်တဲ့လောက်တဲ့ဟိုအားရကျင်တဲ့လောက်တဲ့အထိဟိုလှုပ်ဆောင်ပြနိုင်ခဲ့တာပေါ့နော်အဲကျွန်တော်တို့တောင်ပိုင်းတိုင်းစစ်ဒေသပေါ့နော်ကျွန်တော်တို့ရောက်ရှိနေတဲ့ဟိုတောင်ပိုင်းတိုင်းစစ်ဒေသမှာဆိုတော့ခုနပြောသလို ဟိုရှေးကမ်းမြေကန်ကဟိုတိုင်းသက်လက်နက်ကန်ကအစိုးရ၅ခုလောက်ရဲ့အောက်မှာတိုင်းသက်လက်နက်ကန်က၅ခုလောက်ရှိနေရပေါ့အဲ့တော့ကျွန်တော်တို့တော်လိုင်းရင်အားစုတွေနဲ့စစ်ကောင်စီရဲ့လွန်ဆွဲတဲ့နောက်မှာတော်လိုင်းရင်အားစုတွေဘက်ကိုလိုက်တဲ့အဖွဲ့ရှိသလိုစစ်ကောင်စီရဲ့ဘက်ကိုလိုက်တဲ့သူတွေလည်းရှိပြီးတော့မှဟို၅အစိုးရမှာနှစ်ပိုင်းပြန်ကွဲတော့၁၀အစိုးရလောက်ဖြစ်နေရပေါ့အဲ့တော့ကျွန်တော်တို့ကဟိုဒေသခံရေးမြေကိုပြန်တိုင်းမယ်ဆိုခုနပြောသလိုအကင်းဒီပြည်နယ်မှာဆိုရင်တော့ ဒေသခံတိုင်းရင်းသားတွေအားလုံးကပေါင်းဆက်ပြီးတဲ့အခါမှာဟိုဒေသခံတိုင်းရင်းသားတွေအားလုံးကပေါင်းဒေသခံတိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးကအပေါင်းဆက်တဲ့အခါပေါင်းဆက်ပြီးတော့မှကျွန်တော်တို့ဒီຫນွေဥတော်လိုင်းရင်းနဲ့ပေါ်လာတဲ့လူငယ်တွေနဲ့ပြန်သွားတဲ့အခါမှာတော့အဲဒါကင်းနီပြည်နယ်မှာဆိုအတိုင်းအတာတစ်ခုထိလွတ်မြောက်ခြင်းကိုရရှိခဲ့တယ်အရှမ်းမြောက်မှာဆိုလည်းဒါမျိုးပဲဖြစ်တယ်ပေါ့ကျွန်တော်တို့ရဲ့အခုရောက်ရှိနေတောင်ပိုင်းနဲ့စစ်ဒေသကင်းပြည်နယ်မှာဆိုရင်တော့ခုနပြောသလိုပေါ့ဒေသခံလက်နက်ကိုင်တွေကလည်းပေါ်များ အဲ့ဒီမှာမှကျွန်တော်တို့နဲ့ပေါင်းတဲ့သူလည်းရှိစစ်ကောင်စီနဲ့ပေါင်းတဲ့သူလည်းရှိဆိုတော့ကျွန်တော်တို့ဟိုလောကကိုင်းဟာအခက်တဲ့အနေအထားရှိတာပေါ့ပေါင်းတဲ့သူလည်းရှိစစ်ကောင်စီနဲ့ပေါင်းတဲ့သူလည်းရှိဆိုတော့ကျွန်တော်တို့ အမေသူတို့ဒစ်လေသွားပြီဆိုတာကိုပြောချင်တာဗျာတကယ်မှသူရှုံးသွားပြီအဲသူတို့ရောက်သွားတဲ့နေရာကဒါဟို KNU တွေဟိုနေကင်းအဖွဲ့၅ဘွဲ့လောက်ရှိတယ်ကင်း၅ဘွဲ့ဘွဲ့ဆိုတစ်ဖက်တစ်ဖက်ဆိုတော့သူတို့အစိုးရလို့တတ်မှတ်တာဟုတ်အစိုးရလို့တတ်မှတ်တော့အဲ10ရောက်ကြားထဲမှာသူတို့ဒုက္ခရောက်နေတယ်ဗောဗျာအားကြောင့်သူတိုက်ပွဲမနိုင်နိုင်ဘူးဗောဘာဖြစ်လဲညာဖြစ်လဲအမေငါရှုံးနေပြီလစ်ပြီဘာမှလုပ်လို့မရတော့သူတို့ဘွားကအဲ KNU တွေဒီကရင်လက်နက်ကိုင်အောက်မှာကျော်ဖြစ်နေသူတသက်လုံးနေသွားတော့ အဲတမ်လော့ကနေပေါ်လာလာရောက်ခြေဖြတ်လိုက်တဲ့ဒီ KIU လေးဘာညာလေးကိုဟိုကရင်လက်နက်ကနေတမ်လော့နဲ့ဆန့်ကျင်တဲ့အဖွဲ့ကြီးတွေကိုတခါတည်းခြေဖြတ်လိုက်မှဒီကောင်တွေကပါမှာဒီကောင်တွေကအန်ဒူဂျီဆိုတဲ့အဖွဲ့နဲ့ပျောက်သွားပြီနောက်တဖြည်းဖြည်းအတိဘက်ကိုရောက်သွား PDS ဆိုတဲ့အဖွဲ့ပျောက်သွားအတိဘက်ကိုရောက်သွားမယ်ဟို KNP ဆိုတာလည်းပဲအခုတောင်ချောက်တင်နေတယ်ကျွန်တော်တို့ဖလူဟိုနဲ့ဖလန်တို့နော်ဖလူတောင်ဖြစ်တဲ့ဖလန်တို့ဟာလာမိုးပြဲတို့ဖဲခုံတို့တောင်ချောက်အကုန်တွေကိုတမ်လော့ကအကုန်ရှင်းပြီးသွားတယ်ဒါရှို့ ဘက်တချမ်းရှမ်းမြောက်တချမ်းဆိုလည်းပဲဒါမူဆယ်ပဲကြံတော့တယ်မူဆယ်ကလည်းဘလို့ရှင်းမလဲတော့မသိသေးဘူးကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာချေတော်တော်များများမဟုတ်ကုတ်တီပေါ်တဲ့ကုတ်ခိုင်တို့အဲကုတ်ခိုင်တော့ပဲကြံတော့မယ်ကုတ်ခိုင်တို့ကတော့ဒါအမကြခင်မှာတော့တက်မတော်ကတော့အပြက်အပြက်ရှင်းမဲ့အနေထားမျိုးတော့ကျွန်တော်တို့သိတယ်နော်သိတယ်အဲဆိုတက်မတော်ကသူ့ခွင်နဲ့သူနဲ့အရာကြီးကျော်ဆိုအရာကြီးကျော်အဲကချင်ကရင်သူ့ခွင်နဲ့သူလိုက်ရှင်းနေတာရှိတယ်နောက်မကြခင်မှာအကုန်လုံးပျောက်သွားပါတယ်ဒါတော့မှသူအဲလုံးဝ ကြာရှုံးတာကိုဒါတဲ့အကြောင်းကြာရှုံးတာမှာသူတို့ရောက်တဲ့နေရာအကြောင်းပါဆိုပြီးပြောတာကျန်တဲ့နေရာလည်းဘယ်နေရာမှနိုင်တာမရှိဘူးကျန်တဲ့နေရာမှာအကုန်သေတဲ့လူတွေပဲเนาะအကုန်သေတဲ့လူတွေဒါလေးကိုပိုင်ရဲကိုကျွန်တော်ပြောချင်ပါတယ်အဲကျွန်တော်ညီကောင်မလေးသူ့ဘာပြောကျွန်တော်တော့သူ့ကိုဆစ်ရှုံးသွားပြီသူကျွန်တော်ကတတ်မှတ်တယ်ကျွန်တော်ညီကောင်မလေးကဘယ်လိုတတ်မှတ်လဲဒါကိုကျွန်တော်သိကျင်တယ်ဒီကောင်ရှုံးလို့ရှောက်ပြောနေတာဘာမှလုပ်လို့မရတော့နောက်ဆုံးဒီကောင်ကရင်ရဲ့ဂျုံဖြစ်မယ်ဆိုတာကျွန်တော်မလွဲ့အေကန်ပြောရတယ်တကယ်လို့သာတောင်းတော်ကဒီကရင်လက်နက်ကိုင်တွေကိုအကြမ်းဖက်တွေကို ဟိုပြည့်ပြည့်တသားချင်းဒီကောင်းလေးပါသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဒါပေမဲ့ဒီကောင်းတော့နည်းနည်းလဲသွားပြီတိုင်အမှုအစင်းလောက်တာဝန်ထမ်းဆောင်ဦးတယ်ဆိုတော့သူတို့ဟိုမဖြစ်နိုင်လို့ချင်းတော့ပြီးတော့မှနေတာရှိမယ်ဘာလို့ဒီကောင်းပြီးလို့ရတယ်ပြဿနာတစ်ခုရှိလို့ဒီတန်းမှပြန်နေတာပြဘာဖြစ်လို့ဆိုဒီကောင်းလည်းငွေကြီးရတဲ့အနေထားရှိတယ်အဲဟိုနေဘက်ကိုဟိုသူရှမ်းလို့ခေါ်ရှမ်းပြည်လို့ခေါ်တာဗျာရိုးရဲဘက်ကိုပြေးသွားပြီးမဲဆောက်လို့ပေါ့မှာနေပြီးတော့တကြတနာနာသူကောင်းမွန်နေလို့ရတဲ့အနေထားမျိုးဖြစ်တယ်သူရဲ့အနေထားရ ဒါပေမဲ့သူဘာအကြောင်းဘာအခက်အခဲဖြစ်လို့လဲတော့ကျွန်တော်မသိဘူး။ဒါအဲအဲသူတို့ရှုံးနေပြီဆိုတော့ကိုဒါသူပြောတာတစ်ဖက်လက်နဲ့ပြောတာဖြစ်တယ်လို့ကျွန်တော်လည်းနေယူဆတယ်။အဲကျွန်တော်ညီကမှန်သားလည်းရောဘယ်လိုယူဆလဲကျွန်တော် comment မှာရေးပေးပါဦးဗျာ။အားလုံးတို့တာဖြစ်ပါပြီဗျာ။